စမယ်ဒါပြီးခဲ့တဲ့ဘွဲကကျွန်တော်တနစ်ကျော်ခန်းန်းဖမ်းတဲ့ line ပဲเนาะကျွန်တော်တရှင်းနှစ်တို့ဒါပြီးခဲ့တဲ့ဘွဲကအဲ့မှာကျွန်တော်တရှင်းနှစ်လို့သွားထည့်တယ်ကျွန်တော်မမြင်တဲ့930ရာထွက်တယ်စိုက်ကတော့အမှန်ပေးတာပဲကျွန်တော်ကမမြင်ဘူးအဲ့သူ့အောက်မှာဒီဘွဲမဖြစ်မနေထိုးရမယ်ခန်းန်းเนาะကျွန်တော်မိတ်ဆွေတွေပြန်ကြမကြိုက်ဘူးဆိုတဲ့လူတွေပေါ့ဗျာเนาะ အဲကျွန်တော်တို့ဒီနှစ်ဦး၅နောက်ပိတ်၃နှစ်ကျော်နော်၃နှစ်ကျော်တည်းမှာ၅ပါဝါပဋိနှလုံး၁၀လို့ဖြစ်တယ်သူ့အောက်မှာထွက်တဲ့ကဏ္ဍကရှေ့၃နှစ်ကျော်ကကဏ္ဍနော်အဲဒီမှာနှစ်ဦးမှ၅နောက်ပိတ်တယ်သူကနေ၃နှစ်ကျော်၅ပါဝါပဋိနှလုံး၁၀လို့ဖြစ်တယ်သူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍကရှေ့၃နှစ်ကျော်ကကဏ္ဍနော် ကိုတဲ့ကိုကလေးကနံဘယ်လိုဝယ်ရလဲတဲ့မက်ဆေ့ချာမှာစာပို့ထားလိုက်ပါအကိုနော်အဲ့တော့ဒီငါ၃နှစ်ကျော်မှာငါပါပါဗတဲ့နှလုံးတက်စိတ်လို့ကြားတယ်သူ့အောက်မှာထွက်တဲ့ခဏချိန်တစ်နှစ်ကျော်ရခဏနော်အဲ့ဒီမှာကျွန်တော်တို့ကဒီခွားရှိနော်ဒီခွားရှိရဲ့အောက်ဆောင်ကခဏတစ်နှစ်ကျော်ပို့ကျွန်တော်ကအဲ့ဒီခွားရှိကိုမယူဘဲနဲ့ဒီခွားရှိကိုတွားယူနော် ဒီကွာရှေ့ရဲ့အောက်ဆောင်ကခံနေပရိသတ်1ဆိုပြီးကျွန်တော်ယူလိုက်တာအဲ့ဒီမှာလွဲသွားတယ်နော်အဲ့တခြားဆိုင်ကတော့သူကတော့အောင်ပါတယ်အခုကျွန်တော်တို့ဒီမှာကွာရှေ့ပြီးတော့ကွာခွန်နော်သူအောက်ဆောင်ကဏ္ဍတစ်နှစ်ကျော်ပေါက်တယ်ပရိနှလုံး30အောက်အဲ့ဒီကဏ္ဍကလည်းရှေ့တစ်နှစ်ကျော်ဒီမှာကွာ6နော်ကွာ6ရဲ့အောက်ဆောင်ကဏ္ဍအဲ့တော့သူကဒီကွာ6ကြီးက အောက်ဆောင်ခဏเนาะတနစ်ကျော်သူလိုက်ပေါက်တယ်အဲ့ဒီစက်တိပြိဿောင်းမို့ဗျာเนาะတခါဒီမှာကွာခွန်လို့ဖြစ်တယ်သူ့ရဲ့အောက်ဆောင်မှာရှိတဲ့ခဏကတနစ်ကျော်ကိုလိုက်ပေါက်တယ်เนาะပြိဿ၁၀ရဲ့ဆောင်းမှာပေါက်တယ်အဲ့ပြီးခဲ့တဲ့ပွဲကကျွန်တော်ဒီကွာရှစ်ကိုမယူဘူးဘာလို့မယူတာတုံးဆိုတော့ရှေ့မှာကကျွန်တော်တို့၃၃၄၃ အဲ့ကျွန်တော်ကဒီ93လို့ခွာတယ်ပြိဿတ်ဒီကဏ္ဍသွားယူတာเนาะအဲ့ဒီမှာလွဲသွားတယ်အဲ့ကျွန်တော်အဲ့ကဏ္ဍကိုမယူတော့ဘူးထွက်သွားတော့မှာဩသူကဒီခွာရှေ့အောက်ဆောင်ကဏ္ဍဒီမှာထည့်သွားတာเนาะပြိ9ရဲ့ဆောင်းမှာထည့်အဲ့လိုသွားတွေ့ဩဟုတ်ပါကွာကဏ္ဍမရကလည်းယူဆချက်ကเนาะတနေ့ကျော်ကဏ္ဍကိုမှန်တယ်ကျွန်တော်ယူတဲ့ကဏ္ဍကမှထွက်ဖြစ်သွားတယ်အဲ့ကျွန်တော်တို့သူ့အောက်မှာထက်ကစားမယ်ဒီကဏ္ဍလေးတော့ကွာ နော်ဒါသူ့ရဲ့အောက်မှာထပ်ကစားမယ်ဒီကဏ္ဍလေးတခွက်အခုသူ့ရဲ့အောက်မှာကျွန်တော်တို့ထပ်ပြီးတော့ကစားမယ်သူ့ရဲ့အောက်မှာကစားမယ်ကဏ္ဍက၈၄၆เนาะကျွန်တော်တို့၆နည်းမြောက်ပါတယ်လာထွက်အခုတခါတနစ်ကျော်ကဏ္ဍလာပေါက်ပြီးတာနဲ့သူ့ရဲ့အောက်မှာထွက်မဲ့ကဏ္ဍဒီအရှိ6နှစ်2 4 6နှစ်မြောက်တဲ့ကဏ္ဍ နော်6နှစ်မြောက်ထဲတာကနေအခုကျွန်တော်တို့သူ့ရဲ့အောက်ထွက်မဲ့ကနန်းဒီရှေ့6နှစ်မြောက်တာနေ6နှစ်မြောက်ထဲတာကျွန်တော်တို့ကနန်းနှစ်ကွက်ထဲအဲဘာလို့အဲ့ဒီကနေနှစ်ကွက်ထဲတုံးဆိုတော့ဒီကိုးနဲ့ဒီကိုးနဲ့ပေါ့ ီ3ညနဲ့ဒီခွန်နဲ့ပေါင်းတော့ခွန်เนาะ6ခွန်6ခွန်ပြီးတော့အခုကျွန်တော်တို့6လို့ဖြစ်အောင်ဒီနှစ်နဲ့ဒီ4နဲ့ပေါင်းမှာ6လို့ဖြစ်မှာဒီနေရာမှာ4ပြိကဏ္ဍထွက်တာနော်အဲ့တော့4ပြိကဏ္ဍအဲ့ဒီ4ပြိကဏ္ဍဒီကျွန်တော်တို့ဒီ brain နှစ်ခု6လို့ဖြစ်လိုက်တဲ့ဒီကဏ္ဍဒီ ချိတ်၄နှစ်ကျော်လာခဏတခါညို့ဒီမှာ brain နှစ်ခုတက်ဆယ်ဖြစ်တယ် brain နှစ်ခုဒီမှာခွန်လို့ဖြစ်မယ်ဒီခဏန်းကလည်းအရှိ၄နှစ်ကျော်လာတယ်နော်အကြားထဲမှာ၄နှစ်ကြော်ပြီးတော့သူကလာပေါက်တာအဲ့တော့အခုကျွန်တော်တို့ဒီနေရာမှာ ထွက်မဲ့ဗရိတ်ဆက်၄ခန်းတည်းအရှိ၄နှစ်ကြော်ပါ 446သို့မဟုတ်395ကျွန်တော်က446ကိုယူမှာနော်အာရောထိုးရမယ်နော်အာရောထိုးရမယ်644နော်ဒီနှစ်ကွက်တော့ထိုးရမယ်အာထိုးလိုက်ရင်တော့အဆင်ပြေပါတယ်နော်3ကွက်အဲဘာလို့အဲ့ဒီကောင်ကိုထည့်တော့ဆိုတော့အဲ့ဒီ line နဲ့မှာ ကျွန်တော်မိတ်ဆွေတွေတည်တည်ရှာရှာကြည့်ကျွန်တော်တို့ brightness နှစ်ခု30လို့ဖြစ်တယ်သူ့အောက်ထွက်တဲ့ခဏရှေ့တနှစ်ကျော်ကခဏเนาะရှေ့တနှစ်ကျော်ကခဏဘယ်ခဏတုန်းဆိုတော့ကျွန်တော်ပြောခဲ့တဲ့ဒီအခွား6လို့ဖြစ်တဲ့အောက်ဆောင်ကခဏတနှစ်ကျော်ကိုထွက်ထွက်ပြီးတာနဲ့သူကနေ1 2 3 4ချိန်တက်တဲ့အပေါ်ကကျွန်တော်တို့ဒီခွား6ရဲ့ဆောင်းကလာထွက်တယ် ရင်းနှစ်ခုပေါင်း၈လို့ဖြစ်ပြီးသွားတယ်เนาะဒါဆိုရင်ဒုတိယကပ်မှာလည်းပရိနှစ်ခု30လို့ဖြစ်တယ်သူ့ရဲ့အောက်မှာထွက်တဲ့ဆိုတာရှေ့တစ်နှစ်ကျော်ပါတယ်ဘတ်ခွန်အောက်ဆောင်ပါတယ်ဒါထွက်တယ်အဲ့တော့အဲ့ဒီဘတ်ခွန်အောက်ဆောင်ပါကနေထွက်ပြီးသွားတာသူ့ရဲ့အောက်မှာလိုက်တဲ့ကနေအဲ့ဒီဘတ်ခွန်ရဲ့ဆောင်ပါ ေးလျှောက်ခွန်ကိုလာထွက်တယ်ထွက်တဲ့ချိန်မှာဗရိတ်နှစ်ခုပေါင်းခွန်လို့ဖြစ်ပြီးထွက်တယ်နော်အဲ့ဒါဆိုရင်အခုကျွန်တော်တို့ဗရိတ်နှစ်ခု30လို့ဖြစ်ပြီးသူ့အောက်မှာထွက်တဲ့ခဏကရှေ့တစ်နှစ်ကျော်ခွာရှေ့ရဲ့အောက်ဆောင်ခဏလေးဖြစ်သွားပြီ အဲ့လိုဖြစ်သွားတဲ့အတွက်ဒီကနန်းဒီတနစ်ကြော်ကိုလာပေါက်ပြီးတယ်သူ့ရဲ့အောက်မှာထွက်တဲ့ကနန်းပရိနှစ်ခုပေါင်း6ဖြစ်အောင်နှစ်နဲ့4နဲ့ပေါင်းမှာ6လို့ဖြစ်ပါအဲ့ဒီဘွဲမှာ4ပရိကနန်းကျွန်တော်တို့ပစားအဲ့ဒီ4ပရိဒီရှေ့4နှစ်ကြော်ကနှစ်ကွက်သေးရှိတာเนาะအဲ့တော့ကျွန်တော်ကတော့ရှေ့ရအတိုင်းပဲဒီကွာရှေ့စောင်းရတယ် ဲ့တော့ဒီ930ကနေ1 2 3 4ဘွက်တက်တဲ့အပေါ်ကကဏ္ဍပရိတ်၄ကဏ္ဍဒီမှာလာပေါက်ပါဒီ460တနစ်ကျော်ပေါက်လို့သူကနေ1 2 3 4ဝက်တက်တဲ့အပေါ်ကကနေဒီမှာလာပေါက်ကနော်အဲဒီခွန်3ညနှစ်ကလည်းတနစ်ကျော်သူသွားပေါက်ခဲ့လို့ခွန်3ညနှစ်ကနေ1 2 3 4ဝက်တက်တဲ့အပေါ်ကကနေဒီမှာလာပေါက်တယ်နော်အဲမှာကျွန်တော်တို့ ဒီပွဲအတွက်ကိုကျွန်တော်ကအဲ့ဒီ644ဆိုတဲ့ခဏကိုကျွန်တော်ကြိုက်တယ်နော်464ဆိုတဲ့ခဏကျွန်တော်ကြိုက်တယ်ကျွန်တော်ပြောထားပါတယ်ဒီနေ့ထဲမှာ၄ထိပ်စကြိုက်ရင်ပူးမယ်လို့ကျွန်တော်နှစ်ဦးမှတည်းကပြောခဲ့တယ်ဒီခဏနေကျွန်တော်တို့မကြာခဏထုတ်ရိုက်တယ်မထွက်လာသေးဘူးပေါ့နော်အဲကျွန်တော်မိတ်ဆွေတွေအနေနဲ့ဒီပွဲမျိုးမှာကစားတဲ့ပြန်ကြမှာကြိုက်ဘူးဆိုရင်ဒီလိုခဏမျိုးကအောလို့ကောင်းတဲ့ခဏမျိုး ဘာလို့အော်လို့ကောင်းလဲဆိုတော့ဒီပွဲမှာလေးပရိတ်ထွက်ဆိုင်ဒီအများကြီးရှိနော်ဒါကြောင့်မို့လို့အော်ပြီးခဲ့တဲ့ပွဲကကျွန်တော်တို့က930ကိုကျွန်တော်ယူဆချက်ကနည်းနည်းလေးလိုသွားတာဘာလိုသွားလဲဆိုတော့ခွက်6ကို3နောက်ပိတ်နဲ့6ထားတဲ့အောက်ဆောင်ခဏခွက်9ကို3နောက်ပိတ်နဲ့ခွန်ထားတဲ့အောက်ဆောင်ခဏ ျွန်တော်ကဂွားရှစ်ကို၃နောက်ပိတ်နဲ့ရှစ်ထားတဲ့အောက်ဆောင်ကနန်းဆိုပြီးဒီနှစ်ရှစ်တက်ကြီးဒီမှာထည့်နေတယ်အဲ့တော့ तू ကလွဲသွားတာအမှန်တကယ် तू ကဂွားရှစ်အောက်ဆောင်ကနန်းဒါထည့်သွားထည့်သွားလို့သူ့ရဲ့ဇောင်းမှာရှိတဲ့ကနန်းပရိတ်၄ဒီပရိတ်နှစ်ခု ပေါင်းခြင်း6ဖြစ်စင်နဲ့ထွက်မယ်ဆိုဒီဘွဲမှာ၄ပရိတ်เนาะ ဲ့တော့နှစ်ကွက်သေးရှိတဲ့အတွက်ကျွန်တော်မိတ်ဆွေနှစ်ကွက်သေးရှိတဲ့အတွက်ကြီးတော့မများနေနဲ့နော်နှစ်ကွက်သေးရှိတယ်ကြီးတော့မများနေနဲ့ကြီးများရင်တော့ပေါက်မှာမဟုတ်ဘူးနော်ပြန်ကြမှာမဟုတ်ခဲ့ရင်အဲ့ဒီ644464ဆိုတဲ့ကဏ္ဍဒီပွဲမှာအရန်ကောင်းပါလေအဲ့ကဏ္ဍဝယ်ထားတဲ့မိတ်ဆွေတွေလည်းဒီကဏ္ဍကိုထည့်ရံပါနော်ဟာဒီလိုနှစ်ကွက်တော့ရံပါနော်ဒီလိုနှစ်ကွက်တော့ရံပါ ဖြစ်နိုင်ရင်အားလိုက်ပါတကွက်200ဘူးတုံးမ600ဘူးအားလိုက်နော်ကျွန်တော်တို့ကထွက်လာလဲစိတ်အေးလက်အေးထွက်လာလဲထွက်กว่าဆိုတာမျိုးဖြစ်သွားနော်အဲကျွန်တော်ကဘာလို့ဘာလို့လေးဘရိတ်ကိုပြောလဲဆိုတော့လေးဘရိတ်ကိုဘာလို့ပြောလဲဆိုတော့ဒါကျွန်တော်ညီလေးကိုစိုက်ဆွဲပြီးတင်ခိုင်းထားတဲ့ line ပေါ့ပါနော်6ဘရိတ်စိုက် အဲ့ဒီမှာကျွန်တော်တို့ဒီ၄၅၆ခွန်ထီအောင်တော့သူကသွားထားတယ်နောက်ပိတ်တယ်နော်ဒါပေမဲ့ကျွန်တော်တို့အပေါ်သုံးကပ်ပဲဖြတ်ကစားလိုက်ဘာလို့အပေါ်သုံးကပ်ဖြတ်ကစားမလဲဆိုတော့အားပါပါတုံညာခါလို့ထည့်နော်သူကနေတနေ့ကျော်အချိန်ခိုင်းစင်း၅ပါပါတုံညာခါလို့သူထည့်သူကနေတနေ့ကျော်အချိန်ခိုင်းစင်းလိုက်၅ပါပါပြီးခဲ့တဲ့ဘွဲ့တုံညာခါလို့သူကစားသွားခဲ့တယ် ဲ့လိုကစားသွားခဲ့လို့ကျွန်တော်ကဟောဒီနေရာမှာထွက်မဲ့ကနန်းနေကိုကျွန်တော်ကလိုက်ကြည့်လိုက်တော့6ပရိတ်5ပရိတ်ဒီဘွဲမှာ4ပရိတ်လာအဲ့တော့ဒီ6 5 4ဆိုတဲ့ပရိတ်တွေကသူကဘာနဲ့ချုပ်ထားလဲဆိုတော့ဒီ5ပါဝါ3ညာခါလို့ထည့်လိုက်တယ်ဆိုတော့ ဒီ၄နဲ့6ပြိမ့်နဲ့ကိုသူက3ညလို့ပြန်ရိုက်နေတာနော်အဲ့ဒီ9ပါဝါ3ညခါလို့ထည့်လိုက်တဲ့ချိန်မှာအဲ့ဒီ3ညရဲ့ပါဝါဒီ9နဲ့ပြိမ့်9နဲ့ကို3ညလို့သူပြန်ကစားနေသလားအခုဒီ9ပါဝါဒီမှာ3ညခါလို့ထည့်ထားလိုက်လို့အဲ့ဒီ3ညရဲ့ပါဝါဒီ6နောက်ပြိမ့်နဲ့ပြိမ့်4နဲ့မှာသူက3ညလို့ ဖြစ်မလားဒါဆိုရင်ဒီဘွဲမှာ၄ဘရိတ်ကဝင်သွားနိုင်အဲ့တော့အဲ့ဒီ6 5 4ဆိုတဲ့ဘရိတ်တွေဝင်မှု၃ညာခါရဲ့အောက်၃ညာခါရဲ့အောက်၃ညာခါရဲ့အောက်နော်၃ညရဲ့ပါဝါ၄နဲ့6နဲ့30ညညရဲ့ပါဝါအဲ၃ညကို၄နဲ့6နဲ့3ညဒီ3ညခါကို9နဲ့9နဲ့3ည ဒီ၃ညာခါကြောင့်6နဲ့4နဲ့၃ညာဆိုဒီဘွဲမှာ၄ဆိုတဲ့အဲ့လိုဖြစ်လိုက်တာကျွန်တော်တို့ဒီ၅ခါရဲ့အောက်ဆောင်မှာရှိတဲ့6ဒီရိတ်6လို့နှမ်းပို့လိုက်အဲ့တော့ဒီ၅ရဲ့ပါဝါ၃ညာခါလို့ရိုက်ပြီးသွားတာဒီ၅ခါရဲ့အောက်ဆောင်မှာရှိတဲ့၅နောက်ပိတ်က၅ပရိတ်လို့နှမ်းပို့တာနော်အဲ့တော့ဒီ၅ရဲ့ပါဝါ၃ညာခါထည့်သွားပြီ သူ့ရဲ့အောက်ဆောင်မှာရှိတဲ့၄ဒီဒီပွဲကိုပရိတ်၄လို့ထည့်ရမယ်နော်အဲ့ဒါဆိုကျွန်တော်တို့ကဒီပွဲမှာပရိတ်၄ကကစားကုန်ကစားရမယ်ဟုတ်ပြီနော်ပရိတ်၄နဲ့ပတ်သက်ပြီးဒီကဏ္ဍလေးလည်းတတိထားဘာလို့တော့ဆိုတော့အဲ့ဒီ site ထဲမှာကျွန်တော်တို့ဗရိတ်၄ရနောက်တစ်မျိုးဒီ site ထဲမှာဗရိတ်၄ရနောက်တစ်မျိုးယူလို့ရသေးတယ်เนาะယူလို့ရသေးတယ်ဒါပေမဲ့ကျွန်တော်ချုပ်သွားမှဆိုလို့မယူပြရတော့ဘူးเนาะကျွန်တော်ဗရိတ်၄နဲ့1 3ရ1လို့ကျွန်တော်ဒီမှာ ခဲ့တာရှိတယ်เนาะအဲ့ကဏ္ဍကတော့ဒီကဏ္ဍကတော့တိတ်တော့မကြိုက်ပါဘူးเนาะမကြိုက်ဘူးဒါပေမဲ့၄ပြိတ်နဲ့ဆိုသူ့ကိုလည်းထည့်လို့ရတယ်ဒါမျိုးလေးလေးကျွန်တော်တွေးထားလို့เนาะအဲ့တော့ကျွန်တော်တို့ဒီ6ဒီ5ဒီ4ဆိုတာဒီအလကားထည့်လာတာမဟုတ်ဘူးဒီ4ဒီ5ဒီ6เนาะ6ကို6 4ကို4အဲ5ကို5 4ကို4လို့တန်းထည့် အဲ့ဒီ၄နဲ့6နဲ့ကိုဒီ3ညာလို့ဖြစ်တယ်ဒီ9နဲ့ဒီ9နဲ့ကိုဟောဒီ3ညာလို့ဖြစ်တယ်ဒီ6နဲ့ဒီ၄နဲ့ကို3ညာဆိုဖြစ်မယ်ဆိုလေးပဲအဲ့ဒီမှာ4 6 4ဆိုတဲ့ကအရန်ကြောက်စရာကောင်းတယ်နော်အဲ့ပြီးခဲ့တဲ့ဘွဲကကျွန်တော်ပေါ်စားလိုက်တာကြောင့်ကျွန်တော်တို့ကကနန်းတစ်ခွက်ကလွတ်သွားတာနော်ဒီ line ထဲကပဲကျွန်တော်နှစ်ခွန်းနှစ်အောင်ထားတာလေဒီ line ကပဲနော် ဒီနှစ်ဦး9နောက်ပိတ်လိုင်းနေတာအဲ့ပဲကျွန်တော်နှစ်ခွနှစ်ကိုလည်းပွဲရွှေနေကစားခဲ့တာပြီးခဲ့တဲ့ဘွဲက630ကိုထွက်တဲ့နေရာမှာလည်းတနစ်ကြော်ကနန်းကိုဒီလိုင်းနေပဲကစားခဲ့တာအခုဒီဘွဲမှာကျွန်တော်တို့အရှိ4နှစ်ကြော်ကပရိတ်4ကနန်းဒီဘွဲမှာကစားဖို့ရတယ်နော်အဲ့ဒါလေးတွေကျွန်တော်မိတ်ဆွေတွေလေးပရိတ်ရှိတယ်လို့ကျွန်တော်ပြောရှင်းနော်လေးပရိတ်နဲ့ ပြန်ကြကိုမကြိုက်ဘူးဆိုရင်6 4 6 4 4ပေါ့เนาะအာဟောလိုက်ကျွန်တော်6 4 4ပါထည့်ပဲเนาะဖြစ်နိုင်ရင်တော့ကျွန်တော်အာလိုက်ပါเนาะဖြစ်နိုင်ရင်တော့ကျွန်တော်လို့ဆိုရင်အာထိုးပါ ကျွန်တော်ဒီမှာတော့ဒီလိုတော့ထည့်ထားတယ်ကျွန်တော်ကလေးထိတ်စားကြရင်အပူးဆိုတာနဲ့ဒီကောင်းကိုကျွန်တော်ထည့်လိုက်တယ်နော်အဲဒီပွဲအတွက်ကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးတွေကျွန်တော်တားပေးထားတယ်နော်တားပေးထားတယ်နော်ကျွန်တော်တားပေးထားတယ်အဲဒါလေးတွေနော်ဒါလေးတွေကျွန်တော်မိတ်ဆွေတွေ ထိုးခွက်တိတ်မယ်များပါဘူးနောက်ဒါလေးကျွန်တော်ဓာတ်ပုံရိုက်ပြီးတော့တင်ပေးလိုက်ပါเนาะအဲတော့ကျွန်တော်မိတ်ဆွေတွေကိုကြည့်နေပါလေကိုတဲ့ဟုတ်ပါเนาะအဲတော့ကျွန်တော်မိတ်ဆွေတွေပြန်ကြမှာကြိုက်ဘူးဆိုတဲ့ဆရာသမားကြီးတွေအတွက်เนาะပြန်ကြမှာကြိုက်ဘူးဆိုရင်ဟိုက်ဒီကန်ကအော်ဂနန်ထုတ်ပွားလို့ရတယ် ဘာလို့လဲဆိုတော့ကျွန်တော်ပြောဘူးကနေ့ဥမာလေးကကျွန်တော်ပြောခဲ့တယ်မာဆွန်နဲ့ခုနှစ်ထဲမှာသူရှေ့တနစ်ကျော်ပါလေးခါကဏ္ဍတစ်ခွက်လိုက်ထွက်တယ်အဲ့ဒီကဏ္ဍနောက်နှစ်ကိုလိုက်ပေါက်တယ်နော်ဒါမာဆွန်နဲ့ခုနှစ်နောက်ကျွန်တော်တို့2015 55တဲ့မှာလေဒီလိုပဲရှေ့တနှစ်ကျော်ပါလေးခါနဲ့ကနေတကွာလိုက်ပေါက်ပေါက်ပြီးရင်အဲ့ဒီကနေကနောက်နှစ်ကိုလိုက်ပတ်ဟုတ်တယ်အဲ့တော့ခုကျွန်တော်တို့ဒီ5ဆုံးနဲ့ခုနှစ်ထဲမှာရှေ့တနှစ်ကျော်ပါလေးခါနဲ့ကနန်းဆိုရင်တကွာသေးရှိတယ်ကျွန်တော်နှစ်ဦးမှတည်းကဒီကနန်းကိုတဲကြီးမဲကြီးလိုက်ခဲ့ဘူးတဲ့ เนาะเตจีเมจีไล่ขึ้นบูเดกะนั้นกัดดีเด้มาแลดีก้องกูแท้ไปบูเดอะกูดีปวยမျိုးมาตัวตัดๆส่ายๆลาผิดดีกะนั้นตะนิดจ่อถั่วหลุตูเนี่ยไอ้เจ๋งไก่กะกะนั้นกะตู้ออกมาไล่ถั่วตาเออดีกะนั้นดิตะนิดจ่อถั่วหลุตูก็นี่ไอ้เจ๋งไก่มาถั่วท่าได้กะนั้นกะตู้ออกมาไล่ถั่วตาเออดีกะนั้นตะนิดจ่อถั่วหลุตูเนี่ยไอ้เจ๋งไก่มาถั่วท่าได้กะนั้นตะนิดจ่อ ိုက်ထွက်ပြအောင်ပါနော်6446ကဲပြန်ကြတာမထိုးဘူးဆိုရင်ဟိုက်ကနန်းကျွန်တော်အော်ဂနန်းထုတ်ပါမယ်နော်ဒါပေမဲ့ဒီဘွဲမှာကျွန်တော်ကပြန်ကြမှာမဟုတ်ရင်တော့မထိုးဘူးဆိုတဲ့ဆုံးဖြတ်ချက်မာမောက်အိတ်ဆိုပြီးကျွန်တော်အဲ့လိုကိုဆုံးဖြတ်ချက်ချထားလိုက်တယ်နော်အဲ့တော့မာရင်မောက်အိတ်ကမလား မှန်လို့ပဲထားခုံရမလားဆိုတော့ထွက်တဲ့နေ့ကျတော့တိမှာเนาะအလုံးမဲတောင်းခေါင်းရပါတိမှာเนาะ